အားလုံးပဲမင်္ဂလာပါဗျာကိုတော်ကြီးစပါ channel အားလုံးနဲ့တွေ့ကြကြည့်ပါရစေကျွန်တော်သင်ခင်ကျောင်းမျိုးရီအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှဆိုတော့ကျွန်တော်တို့ CWC ပေါ့ဗျာ Club World Cup ဖလားပြိုင်ပွဲရှိတယ်လို့ Gold Cup ပြိုင်ပွဲရှိပါတယ် U21 Final England U21 နဲ့ Germany U21 တို့ပွဲစဉ်တွေလည်းပါဝင်နေတာတွေ့ရပါတယ်ဗျာဒီမှာကျွန်တော် CWC အကြောင်းတော့ကျွန်တော်အချင်းချင်းလေးတွေပဲပြောပြပေးတော့မှာဖြစ်ပါတယ် CWC ကိုကျွန်တော်ဒီ round 16ကနေစပြီးတော့ကျွန်တော် မတုံသက်ပြီးတော့ပါဘူးဗျာကျွန်တော်အချိုက်လဲကျွန်တော်မပြောပြပြီးတော့ပါဘူးဗျာကျွန်တော်တို့ဒါပြောရမယ်ဆိုတော့တနေ့မှာနှစ်ပွဲစီလောက်တော့ရှိတာပါဝင်တယ်ကျွန်တော်အချိန်နေပြောမယ်သူရဲ့ဘယ်သင်းနဲ့ဘယ်သင်းနဲ့တွဲဆုံနေတယ်ဘလို့ကျွန်တော်တို့ quarter final ပြီး semi final မှာဘယ်သင်းနဲ့တွဲဆုံမယ်အဲ့ဒါလေးတော့ကျွန်တော်ထက်ထက်ပြောပြပြောသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်အဓိကထားပြီးတော့ပြောပြပြီးသွားမှာကျွန်တော် go cut ဒီနေ့မှာဆိုတော့ကျွန်တော်တို့နှစ်ပွဲရှိတာတွေ့ရပါတယ်နှစ်ပွဲကြောင်းကျွန်တော်ဒီကိုတော်ကြီး channel မှာတစ်ပွဲ ျွန်တော်ရဲ့တပွဲကောင်း channel ပါပါဗျာ 1K1win channel မှာတော့ကျွန်တော်တပွဲကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဗျာ ော့ CWC ပေါ့ဗျာ Club World Cup ဖလားပြိုင်ပွဲကတော့တနေ့မှကျွန်တော်နှစ်ပွဲနှုန်းပေါ့ဗျာ round 16နှစ်ပွဲနှုန်းနဲ့ကျွန်တော်ကန်သွားမှာဖြစ်ပါတယ်လေးရက်ဆက်တိုက်ကန်သွားမှာဖြစ်ပါတယ်ဗျာလေးရက်မှာကျွန်တော်နှစ်ပွဲစီကန်သွားမှာဖြစ်ပါတယ်ဗျာဒီရက်မှာကျွန်တော်ထူးကြတာကနှစ်ရက်ပေါ့ဗျာနှစ်ရက်ဆက်တိုက်ကတော့ကျွန်တော်ထူးကြတာဖြစ်တယ်ဒီနေ့ရက်မနေ့ဖြန်မှာဆိုရင်တော့ပွဲစဉ်တွေကကျွန်တော်အချိန်လေးတွေစောပြီးကန်တာတွေ့ရပါတယ်ဗျာဒီနေ့မှာကျွန်တော်အစောပိုင်းဖြစ်တဲ့ကျွန်တော် Famiras နဲ့ Border Fogo ပွဲစဉ်မှာဆိုရင်တော့ ည10နိုင်ခွဲမှာကန်ရန်သွားမှာဖြစ်ပါတယ်ဘီဘီကန်နဲ့ချက်စီတို့ပွဲဒီနေ့ပေါ့ဗျာပွဲကတော့ကျွန်တော်တို့မနက်ပိုင်းမှာကျွန်တော်မနက်2နိုင်ခွဲမှာကန်သွားမှာဖြစ်ပါတယ်တို့ဒီပွဲကျွန်တော်တို့နောက်နေ့ပိုင်းတွေမှာဆိုလဲနောက်နေ့ PSG တို့ Inter Inter Miami ပွဲစဉ်ဆိုလဲအစောပိုင်းပွဲစဉ်ဖြစ်10နိုင်ခွဲမှာကန်သွားပြီးတော့မနက်ပွဲစဉ်ဖြစ်2နိုင်ခွဲမှာတော့ Flamingo နဲ့ Bayern Munich တို့ပွဲစဉ်တွေကန်သွားမှာဖြစ်ပါတယ်ဒီနေ့ကတော့အနေငယ်တော့ထူးကြပါတယ်နောက်နေ့ကတော့ကျွန်တော်တို့ ုံမှန်ချိန်တိုင်းပါဗောဗျာပုံမှန်ချိန်ဆိုတော့ကျွန်တော်မနက်တနင်္ဂနွေခွဲပွဲစဉ်ရယ်မနက်9နာရီခွဲပွဲစဉ်ဆိုပြီးတော့နှစ်ပွဲတို့နှစ်ရက်ဆက်တိုက်ကန်သွားမှာဖြစ်ပါတယ်ဗျာကဲဒါအားကျွန်တော် CWC အကြောင်းဗောဗျာ CWC အကြောင်းကိုပြောပြပေးသွားဖြစ်ပါတယ်ဒီနေ့ပါဆိုတော့ကျွန်တော်တွေ့တဲ့နောက်တင်ပါဘာမီရက်စ်နဲ့ဘော်ဒါဖိုကိုရိုနိုင်တဲ့အသင်းအားဆိုရင်ကျွန်တော်ဘင်ဖီကာချက်ဆီတို့ရဲ့နိုင်တဲ့အသင်းနဲ့ကျွန်တော်တို့ควอเตอร์ไฟนอลမှာတွေ့ဆုံမှာဖြစ်ပါတယ်ဗျာကဲကျွန်တော်ဂိုကတ် ဘက်ကိုကျွန်တော်လှည့်အောင်ဗျာဒီနေ့မှာကျွန်တော်နှစ်ပွဲရှိတာဖြစ်ပါတယ်ဒီပနားမားနဲ့ကျွန်တော် Honduras ပွဲစဉ်တွေကိုကျွန်တော်ဒီကိုစိုးရေး channel မှာသုံးသပ်ပြီးတော့ဖြစ်ပါတယ်ဗျာပနားမားနဲ့ Honduras ဒီပွဲစဉ်ကကျွန်တော်မနက်9:45မှာကံမှာဖြစ်ပါတယ်ဗျာပနားမားနေတော့စာရီကြီးကျွန်တော်130အနိုင်ပေးလာတယ်ကိုအောင်စင်းရနှလုံး90ရှုံးပေးလာတာတွေ့ရပါတယ်ဗျာဒီပွဲစဉ်တွေကကျွန်တော်တို့ USA နိုင်ငံမှာပဲကျွန်တော်တောက်လျှောက်ကျင်းပအောင်သွားမှာဖြစ်ပါတယ်ဒီ quarter final နဲ့ semi final နဲ့ final ဆိုပြီးတော့ကျွန်တော်ဇက်တက် ကျင်းပသွားမှာဖြစ်ပါတယ် USA မှာကြီးပဲကျင်းပသွားမှာဖြစ်ပါတယ်ဗျာဒီပနမားနဲ့ကျွန်တော်တို့ Honduras ဖွဲ့စဉ်ကိုတော့ US Bank Stadium ကြီးမှာကျင်းပသွားမှာဖြစ်ပါတယ်ဒီ Queen ရတော်လေးလှတဲ့ Queen ဖြစ်ပါတယ်ဗျာ9000လူ9300ဆန်းတဲ့ Queen နဲ့မှာကျွန်တော်တို့ဒီမနက်9:45မှာကျင်းပသွားမှာဖြစ်ပါတယ်ဗျာဒီဘက်မှာကျွန်တော်စာရီရေးကျွန်တော်ဖွင့်ထားတဲ့ခြေနဲ့ရကျွန်တော်ကြည့်မယ်ဆိုရင်ပနမားကလည်းကျွန်တော်ပြောသွားတယ်ပေါ့ဗျာ139ဖွင့်တယ်နှလုံး90ရှုံဖွင့်လစ်ထားတာတွေ့ရပါတယ် အခုလက်ရှိကျွန်တော်ခြေထဲမှာဗျာလက်ရှိကျွန်တော်တို့ညဝဆာရုံနေခြေနဲ့ဆိုတော့နေ့တဲ့တနင်္ဂနွေလောက်မှာကျွန်တော်ဒီဗီဒီယိုလုပ်ထားခြင်းဖြစ်ပါတယ်ခြေပေါ့ဗျာလက်ရှိခြေကတော့ကျွန်တော်180အနိုင်ဆိုပြီးတော့ကျွန်တော်ဖွင့်လှစ်ထားတယ်ကိုပေါင်းသေးရတော့ကျွန်တော်290ရှုံး2ရှုံးအဲ့လိုပဲပေးထားတာကျွန်တော်တွေ့ရပါတယ်ကိုပေါင်းသေးလေးတော့ညင်သက်နေတာတွေ့ရပါဗျာဘော်ဒီဈေးကတော့တော်တော်လေးပြုတ်ချသွားတာတွေ့ရပါဗျာဒီခြေကကျွန်တော်မနပိုင်းပွဲစဉ်ဖြစ်တာနဲ့အညီခြေအပြောင်းလဲတွေအများကြီးရှိနေပါတယ်ဗျာဒီနေ့ကျွန်တော်ထိတဲ့တွေ့ဆုံမှုဟာတူရဲ့10ချိန်ပါဆိုတော့ကျွန်တော်ကြည့်မယ်ဆိုရင် 3ချိန်စီနိုင်ထားပြီးတော့4ချိန်ရတော့ကျွန်တော်သိကြနေတာတွေ့ရပါတယ်ဗျာဒါဆိုကျွန်တော်ပနမအနေနဲ့ပေါ့ဗျာ Honduras ကိုကျွန်တော်အသာမရထားဘူးဆိုတာဒါအဖြေကတော်လေးရှင်းတာတွေ့ရပါတယ်ပနမအနေနဲ့ကမ္ဘာအဆင့်33ရှိတယ်ပနမအနေနဲ့ပေါ့ဒီနေ့ကျွန်တော်ဖွင့်ထားတဲ့ဂျေဒန်အရာကျွန်တော်ကြည့်မယ်ဆိုရင်ပနမဟာဆိုရင် Honduras နဲ့ဒီတွေ့ဆုံနိုင်ဖွင့်ထားတဲ့ပုံစံလေးကတော့မတူဘူးပေါ့ဗျာကျွန်တော်တို့ဂျာဝဲမှာကျွန်တော်နှစ်ချိန်တွေ့ဆုံထားတာဖြစ်ပါတယ်ပနမကျွန်တော် 2021ပါတစ်ကြိမ်တွေ့ဆုံလာတယ်2015ပါတစ်ကြိမ်ကျွန်တော်ဂျာဝင်းပေါ့ဗျာဂျာဝင်းခြေတန်းရကျွန်တော်ကြည့်မယ်ဆိုတော့ဒီလိုဖွင့်လာတဲ့ခြေတန်းရတော့ကျွန်တော်ကြည့်မယ်ဆိုတော့ဒါရှင်ချိန်ကြည့်မယ်ဆိုရင်တော့ပေါ့ဗျာခြေတန်းရတော့ဒီနေ့ဖွင့်လာခြေရအနည်းငယ်တော့ပြင်းတာကျွန်တော်တွေ့ရတယ်ဒါကတော့တစ်ချက်ပေါ့ဗျာဒါပေမဲ့ကျွန်တော်ပနမဟာကျွန်တော်ကမ္ဘာအဆင့်33ပါသူတည်းကျွန်တော်အဆင့်ပေါ့ဗျာကျွန်တော်30လောက်မြင့်တဲ့အဆင့်30ကကျွန်တော်ကနေဒါဆိုရင်ဟွန်ဒူရက်စ်ကိုပေးသွားတာကျွန်တော်160ရှုံးလောက်ထိ ပေးသွားတာတွေ့ရပါတယ်။ကိုပေါင်းသေးရဆိုတော့ကျွန်တော်35မိနစ်လောက်ထိဖွင့်လို့သွားတာတွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီခြေထားကျွန်တော်ကနေဒါဟာသူ့အိမ်ဝင်းမှာကျွန်တော် Honduras ကိုနိုင်ရရှိသွားခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပွဲမှာပေါ့ဗျာ။ပနမအနေနဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်ဒူးတဲ့တယောက်တည်းပေါ့။ဒီခြေထားရရှင်မယ်ဆိုရင်တော့ပနမအတော်လေးတော့ပြော့နေတာကျွန်တော်တွေ့ရတယ်။ဒါကလည်းဂျာဝင်လည်းဖြစ်တာလည်းပါဝင်ပေါ့ဗျာ။ဒီ Honduras ကိုတော့ပေးလာတဲ့ခြေထားရ ရှင်ကြည့်မယ်ပေါ့ဗျာအရင်တော့ဂျီတန်းနဲ့တော့ရှင်ကြည့်မယ်ဆိုရင်တော့ဒီဂျီတန်းဟာအနေငယ်ပြင်းတရောင်တော့ရှိတာကျွန်တော်တွေ့ရတယ်တကယ်တကယ်ကျွန်တော်နေလန်းကလာဒီအနိုင်ပေါ့ဗျာအသေးချမယ်ဆိုရင်တော့ဘာမှမကြည့်ရဒီဂျီတန်းကျွန်တော်ပြော့တယ်ဆိုတာကျွန်တော်ဒါပြောလို့ရတာဖြစ်ပါတယ်ဗျာကိုအောင်လေးလိုပါကျွန်တော်180အနိုင်မှာ185 80အနိုင်မှာပေါ့ဗျာ290ဖွင့်ထားခြင်းအဖြစ်ဒီဘွဲစင်ကလည်းကျွန်တော်တို့ကိုးပေါင်းအောက်သွားနိုင်တဲ့ ွဲစဉ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒီနေ့ပေါ်မှာကျွန်တော် Honduras ပေါ့ဗျာ Honduras အနေနဲ့ဒီ quarter final ပွဲစဉ်နဲ့အညီပေါ့ဗျာအတူတူကျွန်တော်တွေ့ဆုံနေတွေ့ဆုံနေလဲကျွန်တော်တို့ဒီ Honduras နဲ့ Panama တို့ပွဲစဉ်တွေကကျွန်တော်တို့၄ချိန်ပဲပေါ့ဗျာ၄ချိန်လောက်ပဲကျွန်တော်ဂိုးပေါ်တာတွေ့ရပါတယ်ကျန်တဲ့ပွဲစဉ်ကျွန်တော်6ချိန်ပါဆိုရင်တော့ဂိုးအောက်ထားတာတွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်ပေါ့ဗျာဒီကိုကောင်းစင်းနဲ့ body size မပြတာလည်းတကြောင်နောက်တကြောင်ကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ Panama ရဲ့အခြေအားကျွန်တော်9ချိန် မဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်။တော်တော်လေးကြီးတော့ဟိုလှည့်ထားတာလည်းပါတယ်။နောက်ချက်ဒီတင်းပွဲစဉ်တွေကကျွန်တော်မနက်ပိုင်းမှာကံမှာဖြစ်တဲ့ကြောင့်ကြီးပြောင်းလဲနေတော့ရှိမယ်။ဒါပေမဲ့လည်းကျွန်တော်ဒီကြီးတင်းပဲကျွန်တော်တို့ကဒါကြိုပြီးကျွန်တော်ရှင်း preview လုပ်ရတယ်ဆိုတော့ပေါ့ဗျာ။ဒီကြီးတင်းနဲ့ပဲကျွန်တော်တုံသက်သွားမှာဖြစ်ပါတယ်။ဒီကြီးတင်းရဆိုတော့ကျွန်တော် Honduras body ကြိုက်ပါတယ်။ကိုးပေါင်းရလည်းဒီလိုပါပဲ။ကိုးပေါင်းအောက်ကိုကျွန်တော်ကြိုက်ပါတယ်။ကျွန်တော်ဇုံအောက်ကိုကြိုက်ပါတယ်ဗျာ။ဒီပွဲစဉ်ကကျွန်တော်နှလုံးတက်မပူဘူးပေါ့ဗျာနှလုံးတက်မပူတဲ့အကြောင်းကျွန်တော် ကိုးပေါင်းအောက်ကိုပို့ပြီးတော့စွန်စားပြီးတော့ရွေးချယ်ခြင်းပါတယ်ဒီ body daily ကတော့အနေငယ်လေးတော့ race မြောက် race on များတယ်ကျွန်တော်တလုံးသွင်းခဲ့ဘနာမားတာတကူသွင်းခဲ့မှာဆိုရင်ကျွန်တော်ငယ်ချင်းတွေနဲ့နာရမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်တော့ကျွန်တော်ကိုးပေါင်းအောက်လေးပို့ကြိုက်ပါတယ် body ကတော့ကျွန်တော် Honduras လေးပါပါလေးကြိုက်တယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ဗျာကဲဒါတော့ကျွန်တော်ဒီနေ့ပေါ့ကျွန်တော်ဘနာမားနဲ့ Honduras ပွဲစဉ်ကိုကျွန်တော်သုံးသပ်သွားတာဖြစ်ပါတယ်ကျွန်တော်ငယ်ချင်းကြောင့်မျိုးတွေနဲ့ဒီနေ့ကျွန်တော်သုံးသပ်သွားပြီးချန်ရတဲ့ဆိုရင် လိုက် subscribe follow လေးလုပ်ပြီးအားပေးသွားကြပါမယ်ကျွန်တော်တောင်းဆိုပါသေးဗျာကျွန်တော်ဒီနေ့ကျွန်တော်တို့ဒီ the tree channel ကနေပြီးတော့ဒီနေ့ပွဲရောက်มาဖြစ်ပါတယ်ဗျာပွဲရောက်ကျွန်တော်ရောင်းနေมาဖြစ်ပါတယ်ကျွန်တော်တို့ကဒါမတုံးတက်တာပဲတခုပဲရှိတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တကယ်ကြောင့်မလို့ဒီကျွန်တော် fighter 1လိုချင်တယ် fight channel ပြုချင်တယ်ဆိုရင်တော့ကျွန်တော် channel ဒီမှာဖြစ်တဲ့ကိုသောကြီး channel ကို 90k channel နဲ့ fighter game channel တို့မှာတွားရောက်ပြီးဝယ်ယူနိုင်တယ်လို့ the tree fighter 1ကိုဝယ်ယူချင်တယ်ဆိုတော့ the tree ကိုလာရောက်ပြီးတော့ join ကြဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျာကဲကျွန်တော်ငယ်ချင်းတွေလည်းပေါင်းပြကြပါစီဗျာမြန်မာပြည်လည်းအေးချမ်းပါစီဗျာ I am get the pump and throw your fist up in the air pump and